neutral position anthrax ကြီးကတကယ်ပဲစီစားတက်တာလားကျွန်တော်တို့ free လေးရိုက်လိုက်အသာလေးမျောလိုက်တိုင်းကောင်းလေထဲမှာ auto gear မှာကားမှာပါတယ် neutral position ang gear တော့မပါခဲ့ဘူးမိပွားမိတဲ့အခါနဲ့ကားခဏရက်ချင်တဲ့အခါမျိုးတွေမှာတချို့တွေက gear position ကိုအံမှာပဲထားပြီးရက်လိရှိကြတယ်ဒါကလည်းတခြား gear position တွေနဲ့ဆိုင်ရင်ပို့ပြီးတော့စီစားတက်တာမလားဆိုတော့မျောလင်းချက်လေးနေပေါ့မျောလင်းဆိုဗျာစီစည်းတွေကလည်းမွမြော့တိုက်လို့ဖြစ်နေတာပေါ့ကဲထားပါတော့ကျွန်တော်တို့ gear အကြောင်းပဲဆက်ပြောအောင်ဒီလိုမျိုးထားတာကတကယ်ပဲစီစားတက်တာသွားစီရလားဆိုတော့မဟုတ်ပါဘူး neutral position ဆိုတာကအကြောင်းမျိုးမျိုးကြောင့်ဆက်ချုပ်ရင်းသွားပြီးတော့ကားရက်သွားတဲ့အခြေအနေမျိုးတွေမှာကားကိုရွှေ့ကျင်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်ကားဆွဲကျင်တာပဲဖြစ်ဖြစ်အဲ့လိုအခြေအနေမှာအသုံးပြုရတာပေါ့။ Auto gear ကားရဲ့လှုပ်လှုပ်တဲ့ system အရလည်းဆက်နိုးထားတိုင်းမှာ engine လဲပက်နေတာဖြစ်တာကြောင့် gear ကြောင့်စီစားပိုတက်တာတယ်လို့စီပိုစားစီတယ်ဆိုတာမျိုးတွေကဒါရိုက်မတက်ဆိုင်ပါဘူး။မြင်တာအောင်ပြောရင်ဗျာ drive position D မှာထားပြီး brake နင်းထားလဲမောင်းနေခြင်းမရှိရကြောင်းအံမှာထားတာနေတော့စီစားတက်တာတာချင်းကတူတူပါပဲ။ ရထားမှာကြာနိုင်တယ်ဆိုရင်တော့ parking position ပြီးမှထားပြီးစောင့်တာပို့ပြီးတော့ဆိတ်ချရတာပေါ့အရှင်ပြင်းပြင်းနဲ့မောင်းနေနေနဲ့ free action လို့ဖြစ်ဖြစ်ကျွန်တော်တို့ gear position အန်ကိုရုတ်တရက်ချိန်လိုက်မယ်ဆိုရင် gear လက်ပတ်တာကြီးကပုံမှန်မဟုတ်တော့ပဲနေဗျာဂျမ်းဖြစ်ပြီးတော့ gear box ကိုပျက်စီးနေတယ်ဗျာဒါတွေခင်မဆိုင်ဘူးဆိုလို့ရှိရင်တော့စီစည်းတဲ့ gear box ပြင်တဲ့ကုန်ကြမ်းသေးကပို့ပြီးတော့အကုန်ကြများနေတယ်ဗျာဆိုတော့ဗျာ neutral position အန်မှာထားတိုင်းတကယ်ပဲစီစားတက်တာသေးတာမဟုတ်ဘူးဆိုတော့ပြောရင်းနဲ့ free ride တိုင်းမကောင်းဆိုတာလေးကိုလည်းတစ်ခါလည်းတတိပေးလိုက်ဗျာ